ာမင်နစ္စတန်တင်းကိုကိုပြအနိုင်ရရှိခဲ့တဲ့မြန်မာအမျိုးသမီးတင်းအတွက်သုံးသက်ချက်ဒီကနေ့ညနေပိုင်းမှာကျင်းပပြုလုပ်ခဲ့တဲ့2026အမျိုးသမီးအာရှဖလားချေချေပွဲစဉ်မှာမြန်မာလက်ရွေးချယ်မျိုးသမီးပေါလုံးတင်းဟာကိုပြအနိုင်ရရှိခဲ့ကြောင်းဝန်တာအားရတင်းငောင်းပါလိုက်ရပါတယ်မြန်မာတင်းဟာသူတို့ရဲ့ပြိုင်မဲ့ဖြစ်တဲ့တာမင်နစ္စတန်မျိုးသမီးတင်းကိုစစ်ကိုကိုမရှိနဲ့အပြတ်သက်နိုင်ရရှိခဲ့တာပဲဖြစ်ပါတယ် ဒီအောင်ပွဲကမြန်မာဘောလုံးသမိုင်းအတွက်ဂုဏ်ယူစရာဖြစ်ပေမဲ့ကွဲပြီးသုံးသက်ချက်တွေအရအတင်းရဲ့ခြေစွမ်းပိုင်းမှာတော့မြင့်တင်ရမယ့်အားအနေချက်တွေရှိနေသေးတယ်လို့ထောက်ပြကြပါရစေ။ဒီပွဲချိန်မှာမြန်မာမြို့သမီးတင်းဟာအစောပိုင်းကလေးကစွမ်းဆောင်ရည်ကောင်းမွန်စွာကစားနိုင်ခဲ့ပြီးတိုင်ဘက်ကိုချိန်တော်တော်များများဖိအားပေးထားနိုင်ခဲ့ပါရစေ။အာဆာချင်းမှာအားနဲ့တဲ့အတင်းတင်းဖြစ်တဲ့တာမီနစ္စတန်အတင်းရဲ့ခန်းစစ်ကြောင်းကိုမြန်မာတိုက်စစ်မှုတွေကအခွင့်အရေးများစွာဖန်တီးခဲ့ကြပြီးရရှိလာတဲ့အခွင့်အရေးတွေကိုလည်းဂိုးဖြစ်အသွင်ပြောင်းလဲနိုင်ခဲ့ပါတယ်။မြန်မာတင်းနဲ့ဒီပွဲစဉ်မှာဂိုးသွင်းယူပေးခဲ့တဲ့ကစားသမားတွေရဲ့ဆွမ်းဆောင်ရည်ကိုကြီးမဲ့ဆိုရင်တော့တိုက်ရှင်မှုဝင်းဝင်းကပထမပိုင်းမှာပဲဆော့ဆော့ချီချီ7မိနစ်နဲ့28မိနစ်နဲ့38မိနစ်တို့မှာသွင်းယူခဲ့တဲ့၃ဂိုးနဲ့ အူရဲအမကန်ဟက်ထရစ်ကိုရယူခဲ့ပါတယ်။သူမရဲ့ဒွင်းကိုရီကြောင့်မြန်မာတင်ပွဲကိုစောစီးစွာပြတ်သက်ဥဆောင်နိုင်ခဲ့ပြီးပွဲပေါ်လွှမ်းမိုးနိုင်ခဲ့ပါတယ်။ဒါပြင်လည်းလည်းကစားသမားခင်မို့မို့ထုံးကလည်းပထမပိုင်းမပြီးခင်45မိနစ်မှာတကူနောက်ပြီးဒုတိယပိုင်း85မိနစ်မှာနောက်ထပ်တကူထပ်မံဒွင်းယူခဲ့ပြီးစုစုပေါင်းဒွင်းကိုနှကိုနဲ့ခြေစွမ်းပြသခဲ့ပါတယ်။ဒုတိယပိုင်းအစမှာမြန်မာအသင်းဟာတိုက်စစ်ကိုဆက်လက်ပြီးအားပေးခဲ့ရမှာစန်းတော်တော်က48မိနစ်မှာတကူမီထက်လူက52မိနစ်မှာလှပတဲ့ဝေကန်ချန်နဲ့အတီးတီးဒွင်းယူခဲ့ကြပြီးမြန်မာအသင်းရဲ့ကိုပြတ်နိုင်ပွဲကိုပုံမှုခိုင်မာစေခဲ့ပါတယ်။ နောက်ဆုံးကိုကတော့ပွဲပြီးကန်ဒီမိနစ်60မှာကောင်းမန်ကစားသမားရွှေရီထွန်းကသွင်းယူခဲ့ပြီးမြန်မာတင်းရဲ့တင်ကရရှေကိုကိုမရှိဆိုတဲ့အနိုင်ရလက်ကိုအတီးပြူပေးခဲ့ပါတယ်။ဒါမြန်မာတင်းရဲ့တိုက်စစ်ကစားသမားအများပြားသွင်းယူနိုင်ခဲ့တာကိုပြသနေပြီးအတင်းရဲ့တိုက်စစ်ပိုင်းစွမ်းရည်ကိုမိမောင်းထုတ်ပြနေတာပဲဖြစ်ပါတယ်။ကစားသမားတွေရဲ့စူပေါင်းအားထုတ်မှုမိပြရဲ့နီးစနစ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေဟာဒီလိုကိုပြတ်နိုင်ပွဲမျိုးကိုရရှိဖို့အဓိကထောက်ကူပြုခဲ့ပါတယ်။ အထူးသဖြင့်ဒီလိုကိုပြအနိုင်ရရှိခြင်းကခြေစပွဲအုပ်စုတင်ကိုကွာချချက်အတွက်လည်းရေးပါတဲ့အမှတ်တွေရရှိစေနိုင်ပြီးနောက်တစ်စစ်တက်လန်းနိုင်ဖို့လာလာကောင်းတွေကိုဖန်တီးပေးပါတယ်။ဒါအ2020မြို့သမီးအာဆာဘလာပြိုင်ပွဲရဲ့နောက်ဆုံးဆင့်ကိုတက်ရောက်နိုင်ဖို့အတွက်အကောင်းဆုံးစတင်နိုင်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုကိုပြအနိုင်ရရှိခဲ့ပေမဲ့မြန်မာတင်းရဲ့ခြေစွမ်းပိုင်းမှာတော့နင်းငယ်လိုအပ်ချက်လေးတွေရှိနေသေးတာကိုပရိသတ်တွေကမြင်တွေ့ခဲ့ရပါတယ်။တဲမဲ့တင်းရဲ့စီတန်းနေကြောင့်ခန်းစီပိုင်းအားနည်းမှုတွေကြောင့်ဂိုးများများတွင်းနိုင်ခဲ့ပေမဲ့ ပွဲထွက်တော်အချိန်မှာဘောလုံးထိန်းချုပ်မှုနဲ့ခိုင်စစ်ပိုင်းအားနည်းချက်အချို့အထူးသဖြင့်တံမြန်တိုက်စစ်ခံရတဲ့အခါမှာပြန်လည်နေရာယူမှုတွေမှာအားနည်းခဲ့တာကိုတွေ့ရပါတယ်။အာဆာဘလာရဲ့နောက်ဆုံးအဆင့်ပြိုင်ပွဲတွေမှာပုံမအားကောင်းတဲ့ကဘာစစ်မိတဲ့အသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါဒီလိုလိုအပ်ချက်လူတွေကရလက်ပေါ်တိတိတတ်တက်ရောက်နိုင်ပါတယ်။ဒါကြောင့်မြန်မာမျိုးသမီးအသင်းတွေနဲ့ဒီအောင်ပွဲကိုအားစေးအဖြစ်မှတ်ယူပြီးဒါမဲ့ပွဲစဉ်တွေအတွက်နီးစနစ်ပိုင်းဆိုင်ရာခိုင်စစ်ပိုင်းဆိုင်ရာချိုးရင်းချက်တွေကိုပြန်လည်သုံးသပ်ပြီးမြင့်တင်သွားဖို့လိုအပ်ပါတယ်။ဒါမှသာအနာဂတ်မှာပုံမမြင်မာတဲ့အဆင့်တန်းကိုရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားတကျ